မင်္ဂလာပါရှင်။မူတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆာကတက်တွေဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတပိတ်ချင်းမျိုးနဲ့အတွင်းရှိ TNL နဲ့ PDF အဖွဲ့တွေပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့စက္ကန့်တွေကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ဒေသံပိုင်းထဲမှာတော့တပိတ်ချင်းမျိုးတိုက်ပွဲအခြေအနေအပြင်မြို့ကန်တအုပ်နဲ့ဆက်သွယ်မေးမြန်းထားမှုကိုဖော်ပြပေးလိုက်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မူတာမီဒီယာ channel ကို subscribe နဲ့ like and share လုပ်ပေးပါအောင်ရှင်။ ရိတ်သက်ကြီးရဲ့ငါးဆက်ကတက်တွေဟာတပိတ်ကျင်းမြို့ကိုပြန်လည်သိမ်းယူနိုင်ဖို့ထိုးစစ်စင်တိုက်ခိုက်လျက်ရှိနေရလက်ရှိအချိန်မှာမြို့ကိုပြန်လည်သိမ်းယူနိုင်မယ့်အလားအလာကောင်းတွေရှိနေတယ်လို့သိရပါတယ်။တပိတ်ကျင်းမြို့နယ်ဟာမိုးကုန်းမြို့နယ်၊ရှမ်းပြည်နယ်ရှိမဘိန်းမြို့နယ်၊မိုးမိတ်မြို့နယ်၊စင်ကူးမြို့နယ်၊ကမ်းပလူမြို့နယ်၊ခင်ဦးမြို့နယ်၊ထီးကြိုင်မြို့နယ်တို့နဲ့နေဆက်ချင်းထိစပ်လျက်ရှိနေပါတယ်။တိတုံညာနေကွန်စစ်စင်ရဲ့ဒုတိယလှိုင်းစတင်ခဲ့ပြီးနောက် တောင်လနဲ့ကအဖွဲ့ TNL နဲ့မန္တလေး PDF နဲ့ပူးပေါင်းတပ်တွေအင်အား၃လရောက်တိုက်ခိုက်ခဲ့ရာ2024ခုနှစ်ဩဂုတ်လတွင်မှတပိတ်ကျင်းမြို့အတွင်ရှိနေရာအများအပြားကိုထိန်းချုပ်ခွင့်ရရှိခဲ့ပေမဲ့တပိတ်ကျင်းမြို့နာခွနဲ့မိုင်ရွာနဲ့တွင်းငယ်ရွာအနီးတစ်ဝိုက်ရှိစကတာနှစ်ခေါ်အမတ်နှစ်စေအခြေခံလေ့ကျင့်ရေးတန်းကြောင်စီနေပညာတန်းနဲ့တတက73ခေါ်အမတ်73တန်းမြင့်လေ့ကျင့်ရေးကျောင်းတွေကို ထင်းကျုံနိုင်ခြင်းမရှိဘဲဖြစ်ခဲ့ရပါတယ်။တောင်းလနဲ့ကအဖွဲ့ TNL နဲ့ PDF ဥပအဖွဲ့တွေဟာတပိတ်ချင်းတမျိုးလုံးကိုထင်းကျုံနိုင်အောင်မြို့အတွင်းရှိကြံရှိနေတဲ့နာဆကတက်စကန်တွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ပြီးမြေနာဆကတက်တွေနဲ့လေကြောင်းတက်ဖွဲ့တွေကဟန်ချက်ညီစွာပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွေ့ TNL နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာအထူးကအကြဆုံးများစွာနဲ့ဆုတ်ခွာခဲ့ရပြီးတော့လက်ရှိချိန်ထိတင်းယူနိုင်ခြင်းမရှိဘဲဖြစ်နေခဲ့ပါတယ် နာဆကတက်တွေဟာတပိတ်ချင်းမျိုးအတွင်ရှိလက်လွတ်ထားရတဲ့နေရာတွေကိုပြန်လည်သိမ်းယူနိုင်အောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာပြီးခဲ့တဲ့ရက်ပိုင်းမှာ TNL နဲ့ PDF ဥပအဖွဲ့ရဲ့တက်စကန်တွေကိုသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။နာဆကတက်တွေဟာတပိတ်ချင်းမျိုးနဲ့ခုနှစ်မိုင်ကြီးရွာနဲ့တပိတ်ချင်းမျိုးကြားရှိ၆မိုင်ရွာကိုဇွန်လ28ရက်မှာသိမ်းယူနိုင်ခဲ့တယ်လို့မြို့နဲ့၅မိုင်အကွာရှိ၅မိုင်ရွာကိုဇွန်လ29ရက်မှာပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ TNL နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာတပိတ်ချင်းမြို့နယ်အတွင်းရှိ၄မိုင်ရွာနာမှာအခိုင်အမာခြေကုပ်ရှုထားပြီး NASA ကတပ်တွေကအဲ့ဒီ၄မိုင်ရွာကိုသိမ်းယူနိုင်ခဲ့မယ်ဆိုရင်တပိတ်ချင်းမြို့တစ်ခုလုံးဟာ NASA ကအစိုးရထိန်းချုပ်မှုအောက်ပြန်လည်ရောက်ရှိဝင်ရှိရလို့ထင်ကြေးသုံးသပ်မှုရည်ရှိနေပါတယ်။ NASA ကတပ်တွေဟာတပိတ်ချင်းမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းလေကြောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ကိုပေးခြင်းဒရုန်းနဲ့ပုံကျဲခြင်းတွေကိုဟန်ကျဲညီစွာလှုံ့ဆော်နိုင်ခဲ့ရာ တရနယ်လီနဲ့ PDF ကူပေါင်းအဖွဲ့တွေအထိနာပြီးစကမ်းတွေကိုဆုတ်ခွာထွက်ပြေးခဲ့ရလို့သိရပါတယ်။တပိတ်ကျင်းမြို့တိုက်ပွဲနဲ့ပတ်သက်ပြီးတရနယ်လီနဲ့ PDF အဖွဲ့တွေကတစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပေမယ့် NASA ကအစိုးရကိုစန်ကြန်ရဲ့မီဒီယာတွေမှာတော့တရနယ်လီနဲ့ PDF အဖွဲ့တွေစကမ်းတွေဆုတ်ခွာထွက်ပြေးဖို့တွေကိုရှင်းသားဖော်ပြတာတွေရှိနေပါတယ်။တပိတ်ကျင်းမြို့ကန်တအူးကလည်းတရနယ်လီနဲ့ PDF အဖွဲ့တွေရဲ့အင်အားသုံးတိုက်ခိုက်မှုကြောင့် ေဘေးရှောင်းနေရတဲ့စေဘေးရှောင်းတွေနဲ့မမီတော်မြုပ်ကိုမကြခင် ပြန်ရမယ်လို့သတင်းစကားပါလို့ကြောင်းမိုးတောင်းမီဒီယာ channel ရဲ့ဆက်သွယ်မေးမြန်းမှုမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။တပိတ်ချင်းမြုပ်ကန်တူကလည်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတပိတ်ချင်းမြုပ်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးပြောဆိုခဲ့ပါရှင်။ဟယ်လိုကိုကြီး။ဟုတ်ကဲ့မေးစုလား။အော်ကိုကြီးရေကျွန်တော်တို့မိုးတောင်းယူကြီး channel ရပါခင်ဗျ။ဟုတ်ကဲ့ဟုတ်ကဲ့မေးစုပါ ကိုကြီးဒီရပိုင်းလွင်လေဒီသပိတ်ချင်းမျိုးနယ်မှာတိုက်ပွဲကြီးဖြစ်နေတယ်လို့လည်းကြားမိလို့လေအဲ့ဒါဟုတ်ကဲ့နဲပတ်သက်ကိုကြီးကြားသိရသလောက်လေးတစ်ချက်လောက်ပြောပေးပါလားကိုကြီးဟာအာညီလေးကိုတို့သပိတ်ချင်းတက်နယ်မူကြီးရတော့ညီလေးဟာတက်နယ်မူကြီးဥဆောင်ပြီးတော့ဗောနော်ဟုတ်ကဲ့အဲဒီမလား29နောက်ပိုင်းရနေပြီးတော့တော်တော်များများတော့ဟိုရန်သစ်စကားနေကိုရှင်းလင်းနေတာဗောနော်ဟုတ်ကဲ့နက်နက်ခဲနေရတာလည်းရှိတယ် ဟုတ်ကဲ့ဒီလိုကြံခဲ့တဲ့အလောင်းတွေလည်းရတယ်လည်းရှိတာပေါ့ဒီကဟုတ်ကဲ့အဲ့ကျတော့ဟိုဘယ်လိုပြောရမလဲအရေးတော်အားဖြင့်တော့ကိုတို့ကအတိတ်တပြောလို့မရသေးဘူးဟာဟုတ်ကဲ့တတော်များများတော့တမတော်ဆက်ကြောင်းနေတယ်ပြီးတော့အသာလေးရနေတော့ကိုတို့ဟိုသိရှိရတာပေါ့နော်ဟာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟာဟာကိုကြီးဒီရပိုင်းတွင်းရတော့လေသမိတ်ချင်းမာလေစကန်းနေတက်မတော်ဘယ်စကန်းနေကိုသိမ်းလိုက်လဲမသိဘူးခင်ဗျဟုတ် ့6မိုင်ဘုံကျောင်းကိုအချိန်6မိုင်ပြီးတော့ပေါ့နော်ဘုရားကတတိယတော့မိုင်ဆွဲလိုက်နေခေါ်တော့နှုတ်ပါကျိုးနေပြီဟုတ်ကဲ့6မိုင်ဘုံကျောင်းမှာဟိုဘုရားဝင်လို့ခန်းစစ်ခန်းတင်ပြီးတော့မှာလောက်တော့စခန်းနေရ9မိုင်သေးရွာအတွင်းနဲ့ဘုံကျောင်းမှာအခိုင်အမာတက်ဆွဲထားတဲ့ဘန်ဂါးလောက်ပြီးတော့တက်ဆွဲထားတဲ့စခန်းနေရဘာသာသိနေတယ်လေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ကိုကြီးအဲ့ဒီရဲ့အခြေအနေမှာလေကိုကြီးဟို PDF ဒီဘလောက်လောက်ထိခိုက်ကြဆုံးမယ်လို့ကိုကြီးခံမန်းလေခံမန်းကြည့်လေပေါ့ကိုကြီးရ။ PDF ကကြီးရဟာဆိုပြောရမယ်။ဩဩ PDF နော်24ခုနဲ့ဩ။ရေကျက်တနေရတက်တယ်ကိုလာတိုက်တာအခုချိန်ကြီးတယ်ဒီလိုအကြဆုံးထိခိုက်ဒဏ်ရာရတယ်များစွာနဲ့ပြန်ပြန်ဆုတ်သွားတာ။အခုချိန်ကြီးဒီလိုအဲ့တက်တယ်ကိုလာတိုက်လို့မရဘူး။အခုတက်ကနည်းနည်းချက်ချင်းပြီးတော့ထပ်ပြီးရှင်းလင်းနေပြီ။ဟာဟုတ်ကဲ့ဟုတ်ကဲ့။ ကိုယ်တက်မတော်ကနေမြရှင်းလင်းမယ်ဆိုတော့လေခုဘယ်နေမြတွေကိုထပ်ပြီးရှင်းလင်းမယ်ဆိုတပိတ်ချင်းတက်ပြီးနေလို့ဟိုဟိုလွတ်မြောက်သွားမယ်လွတ်မြောက်သွားမယ်ဟယ်လိုကျွန်တော်ကိုယ်တိုင်နဲ့ဟိုခမနာပေါ့နော်ဟုတ်ကဲ့တပိတ်ချင်းတို့ဟိုကြည့်လို့ရှင်မဟုတ်လမ်းကျော်ပေါ့နော်ဟုတ်ကဲ့ပေါ်တော့အဲ့လိုတော့မြင်နေကြီးလေးဟာဟုတ်ကဲ့ဟုတ်ကဲ့အစီအရတော့အဓိကတော့ တကယ်ကိုကဲတဲ့ဒီဟာမှုတွေဘောရတက်နေမှုတွေသူတို့ဘာမှမူတည်တာတော့ဒါကကိုရောဟိုဒီလေအင်တာဗျူးလို့တာကိုရောခက်မှန်းပေါ့နော်ဟုတ်ကဲ့ကိုအဲ့ဒါဆိုရင်လေအခုတချို့လူတွေကလည်းပြောကြတယ်ပေါ့နော်ဒီသပိတ်ချင်းမှာတက်မတော်နေနဲ့ထပ်သိမ်းမှုကြံတာက၄မိုင်ရဲ့တဲ့ဟိုဝချက်ရဲ့လို့ပြောကြလို့ကိုကြီးအဲ့ဒါနဲ့ဟိုဝချက်ကတော့ဒီလေနည်းလမ်းဝေးတယ်အဲ့ဒါစင်ကူးနေတယ်မှာအော်ဟုတ်ကဲ့ဟို၄မိုင်လို့သပိတ်ချင်းတို့တော့ချစ်ဖို့များပါတယ် Okay. Uh, ok ok nếu mà giàu thì cái lúc đó mà à, nếu bạn thấy này nghe mà suy thì tại bây giờ à, lúc bị lúc bị lúc giàu lúc già bọn nó lâu lâu thấy này lúc giàu lúc già. Này nếu mà chỉ là nếu mà người già thì thế nào, người già là cái à, đủ đủ vào đấy, đủ đủ vào đấy, người già thì cứ thế nào. Nếu mà không, không được, không được, không được. À, không được, không được. ။ဟာရှိအောင်တောင်ကျောဆိုတော့ပြည်ကျားဟိုတောင်ဝင်တော့တယ်မြို့နယ်ကတော့လေလေးမန်ကအမြင့်ကြီးမှရှိတယ်။ပြည်ကျားအမြင့်မှရှိတယ်။อ๋อโอเคอ่าลีมันยาเนี่ยตะบี้ยาเนี่ยยาไปติดต่อมาอ๋อโอเคโอเคครับๆโกยไอ้นี่แหละดิตะบี้จีนမျိုးเนี่ยมาดิ PDF อาจารย์ဖတ်ดิဟိုอ่ะဗောเนาะ သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရောဘလို့ပြည်သူတွေကိုဖိနှိပ်နိုင်ကျင်တာတွေရှိတယ်လို့ကြားမိလို့ကိုကြီးအဲ့ဒါနဲ့ပတ်သက်လို့ကိုကြီးသိသလောက်လို့ပြောပြပါအောင်လားဒီဟာသူတို့ပြောရင်တော့ဘလို့ဘလို့ခေါမလဲသူတို့ရောက်တဲ့နေရာတွေကမြို့ရွာတွေပြတ်တာပဲသူတို့တောက်ကြည့်တော့အချင်းပြည်သူတွေဘလို့ဒုက္ခကြုံရတယ်တကယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီကနေ့စစ်ဆောင်လာတဲ့လူတွေပဲရှိနိုင်လေဟုတ်ကဲ့ကျွန်တော်တို့မြို့ကြီးမှာကြီးကြတာဟုတ်ကဲ့ ်ပြည့်ရရှိတဲ့ဘက်ကိုပြည့်တယ်လို့ကမရှိဘူးထုံထုံတာမရှိဘူးအာဟုတ်အဲ့ဒါကိုကြည့်တော့အရင်ကကဘသူသူတို့ကဘာတွေဟုတ်ပါဘူးဟိုမြင်လာပါတယ်မြင်လာထင်လာပါတယ်ပေါ့နော်อ๋อโอเคก็ပြောစမှာကိုကြီးအဲ့ဒါဆိုရင်ဒီနောက်ဆုံးမေးခွန်းလေးပေါ့နော်ကိုကြီးဒီရပိုင်းတွင်တက်မတော်ကဒီ PDF စကန်လေးကိုပြန်လဲသိယူနိုင်မှုနဲ့ပတ်သက်ပြီးကိုကြီးဗာမြန်ဖြည့်ဆွတ်ပြောခြင်းအောင်လဲမသိဘူးခင်ဗျ ကျွန်တော်တို့ကစစ်ပေးဆောင်နေကြတဲ့မျိုးနဲ့ဒီမျိုးနဲ့သားတွေပေါ့နော်စကားလေးပါလိုက်ချင်တာဟုတ်ကဲ့ကြာမီကိုကိုရအောင်ပြန်ရတော့မယ်ဒီဥစားလေးစကားလေးပါလိုက်တယ်လို့ပြောပြပါမယ်ဗျာအာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးဒါအခုလိုအချိန်ပေးပြီးပြင်ကြပေးလို့ကျေးဇူးနော်ဘုရားဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျာ